macron ရေဟောပုတ်ထဲမှာပါတဲ့ chapter 1ရေ question number 25 queen saturation describe quantity combining to make zero သူမေးထားတဲ့မေးခွန်းမှာဘယ်အောက်ကပေးထားတဲ့ option saturation တွေမှာတဲ့ဘယ်ပုံစံကဘယ် option က combining to make zero zero ရောက်အောင်အဖြေ zero ထွက်အောင်ပေါင်းရင်အဖြေ zero ထွက်နိုင်မလဲလို့ပြောတာအဲ့တော့ option A က an account overdrawn by 1000 that 367 dollar receive ဒီဟာဒီ overdrawn ဖြစ်သွားတဲ့ တဲ့အတွက် negative 1367 dollar ရစီအပေရိုးတပုစစ်သူရစီရခဲ့တာက positive 656 dollar tax refund ပြန်ရတဲ့တပုစစ်က plus 621 dollar ရတယ်အဲ့တော့ဒီဟာကိုဒီချက်တို့ရှင်းလိုက်ရင် negative 1367 plus 756 plus 621 ဒါကိုရှင်းလိုက်လို့ရှင်ရဲ့အဖြေဒီ0ဖြစ်အောင်မရနိုင်ဘူး0မရနိုင်ဘူးသူ့မှာအဖြေကိုရှင်းလိုက်ရင် equal 10ရလိမ့်မယ် option b 5 people chip in 17 dollar each to have set their a friend 85 dollar electricity bill ရှင်းဟာ65 dollar electricity bill ကို ပေးဖို့အတွက်ကိုတဲ့တယောက်ကို18 dollar နဲ့9ယောက်ခွဲမယ်လို့ပြောတာအဲ့တော့တယောက်ကို18 dollar 17 multiply 9ရောက်ခွဲတယ်ပေးရမယ့်ပတ်စံက85ဒေါ်လာရှိတယ်ပေးရမှာဒီ85ဒေါ်လာအဲ့တော့17 times 5ရဲ့တန်ဖိုးဒီ85ရတယ် positive 85 negative 85 value ကပေးချေရမယ်ပစံအဲ့တော့ negative 85ကိုတယောက်18ဒေါ်လာနဲ့9ရောက်ပေးချေလိုက်ရင်ဒီဆိုတော့ဘာမှမကျန်တော့ဘူးသူက cancel out ဖြစ်သွားတယ်0ဖြစ်သွားတယ်အဲ့တော့ option B ရမှန်နေတယ် option C ကိုဆက်ကြည့်အောင် a person contribute 15 dollar to pay for his share of a 60 dollar dinner pay 60 dollar 60တန်းကိုတဲ့သူက share လုပ်ပြီးတော့ရှင်းမယ်15 dollar တယောက်15 dollar နဲ့ his for convenience or generously do the same တယောက်ကို15ဒေါ်လာနဲ့၄ယောက်ပေးမယ်အဲ့တော့15 times 4 60ဒေါ်လာတယောက်ကို15ဒေါ်လာနဲ့၄ယောက်ကိုပေးပါအဲ့တော့15 4 60အနည်းအများရတယ်သူတက်ခိုင်းတာဒီ combining option C option C ကရှင်ကိုပေးထားတာ a person contribute 15 to pay for his share to uh, for his share of a 60 dollar dinner option C ရပေးထားတာ a person contribute 15 dollar to pay for his share of a 60 dollar dinner pay 16 dollar 60တဲ့တန်ဖိုးကိုသူ share လုံးမှာ15 dollar စီနဲ့ခွဲပေးမယ်အဲ့တော့သူ့ရဲ့ဒါရာဒီ၄ယောက်ကိုခွဲပေးမယ်အဲ့အတိုင်း၄ယောက်တူတူခွဲပေးမယ်ဆိုရင်ဘယ်လောက်ကြမလဲလို့မေးလာတာတယောက်ကို 15ဒေါ်လာ15ဒေါ်လာနဲ့၄ရောက်ပေးလိုက်တဲ့အခါမှာဒေါ်လာ60သူမေးခွန်းကမေးတာ combine လုပ်ခိုင်းတာ combine နဲ့သူမေး0ရောက်အောင် cancel out ဖြစ်အောင်လုပ်ခိုင်းတဲ့အခါမှာလေချာတို့ကဒေါ်လာ60ရောက်သွားတာနဲ့ဟာဒီမှာလိုချင်တဲ့ဒေါ်လာ60တွေက60ကိုနှုတ်လိုက်တာပေါ့တရောက်ကို15ဒေါ်လာနဲ့၄ရောက်ခွဲပေးရင်ဒေါ်လာ60အတည်အကျသူပေးရမှာဒေါ်လာ60ပေးသွားတယ်အပေါ်က option B မှာကျတော့တရောက်ကို19ဒေါ်လာနဲ့9ရောက်ကိုဆက်တယ်လုပ်လိုက်တာဖြည့်ရှင်းလိုက်တဲ့ electricity bill 85ဒေါ်လာကို ရှင်းလိုက်တဲ့အခါမှာ -85 ပေးလိုက်တယ်။တယောက်ကို18 18 18နဲ့9ယောက်က85 -85 0ဆိုဖြစ်တာ။အောက်ကကြတော့နံပါတ် option C ကတယောက်ကို15ဒေါ်လာ၄ယောက်ခွဲမဲ15လေးလေး60 60ပေးလိုက်တဲ့ဟာ cancel အောင်မဖြစ်ဘူး။နံပါတ် option D က why leak out of a pool သူက leak out ဖြစ်နေတာဒီ9075 k ကလန်ထန်းကနေအပြည့်ရှိတဲ့လေးကောက်ကနေပြီးတော့9000ကျွဲကလန်ကတဖြည်းဖြည်းနဲ့ဘလောက် rate နဲ့သွားနေလဲဆိုရင်တရက်ကို1500 rate ကတရက်ကို1500နဲ့ခုနှစ်ပတ်သွားနေတယ်ခုနှစ်ပတ်လေးကောက်ဖြစ်နေတယ်အဲ့လိုပြောတယ်အဲ့တော့တရက်ကို1500တပတ်မှဒီချေလို့ရှိတာဒီ9ရက်အဲ့တော့1500အမြောက် ခုနှစ်ပြလိုက်တဲ့အခါမှာ1500ရရ305 300 300အဲ့ဒါနဲ့ဘယ်နှပတ်လဲဒါတစ်ပတ်စာရပြီခုနှစ်ပတ်ဖြစ်တဲ့အတွက် multiply 7ခုနှစ်နဲ့ထည့်မြောက်လိုက်ရင်အဖြေကခြေတို့9300ရရအဲ့တော့9000ခွဲရနေလေးောက်ဖြစ်နေတယ်လို့ပြောတဲ့အတွက်9500အနောက်9350ဒီ0မရတာအဲ့တော့ option D လဲမှာတယ် option C လဲမှာတယ် A လဲတိကျတော့0မရနိုင်ဘူးအဖြစ်မှန်တာဒီ option င်ပြရမှန်နေပါတယ်။ Number 26 on the number line where is the number negative 2 negative 7အဲ့တော့ negative 2နဲ့ negative 7ပေါင်းလို့ရတဲ့ဟာက number number line ပေါ်မှာပေါင်းတဲ့ဟာကိုဒီချက်လို့ကိုမိလာတာ26ကအဲ့တော့နှစ်ခုလုံးဒီ negative value တွေဖြစ်တယ်0 negative 1 negative 2 negative 3 negative 4 negative 5, negative 6, negative 7, negative 8, negative 9. 0ကနေ negative 9ဘက်ကိုဒီချိန်လို့ left hand side ကိုသွားမယ်။ negative က negative 2အဲ့ဒီကနေမှဒစင် negative 7 unit negative 2ကနေ negative 7 unit 1 2 3 4 5 6 7 negative 7ပဲကိုတော့နောက်ထပ်ခုနှစ် unit ထပ်ပြီးတော့ရွှေ့လိုက်တဲ့ဟာမျိုးပြောတယ်အဲ့တော့ option A ကကြတော့7 unit to the right or negative 2လေ negative 2ကနေ7 unit right ကိုသွားတဲ့ speed တဲ့အတွက်မားတယ်ဒီစရုပ်အခုသွားတာဒီ left hand side ကြီးပဲသွားတာ option B က negative 7 unit to the left or negative 2 negative 2ကနေ negative 7ရွှေ့လိုက်တာမဟုတ်7 unit ရွှေ့လိုက်တာအဲ့တော့ဘယ်ဘက်ကိုဆိုတာကတော့ man နဲ့ negative 7ဖြစ်တဲ့အတွက် option B ရတယ်မားနေတယ် option C negative 7 unit to the right or negative 2 negative 2ကနေ negative 7 right လို့ပြောတဲ့အတွက်မားတဲ့ option C ရတယ် option D ကဒါ negative 2ရဲ့ဘယ်ဘက်7 unit သွားတယ်ဆိုတော့ option D ရမှတ်တယ်26က option D 27 which number line show that a number and its opposite have a sum of zero ပေါင်းလက်0ရမယ်တဲ့ကနန်းတစ်ခုရဲ့သူရဲ့ opposite ရဲ့ပေါင်းလက်0ရတဲ့ဟာက ABCD ပဲဖြစ်လေလို့0ရဖို့ဆိုရင်တစ်ခုက positive 2နောက်တစ်ခုက negative 2 ဒီနှစ်ခုကိုဒီဆရာတို့ပေါင်းရင်စီလို့ရတယ်။ magnitude တမိုးတူပြီးတော့ positive negative sign မတူတဲ့အဖြစ်ကိုယူရအောင်။ positive negative sign မတူဘူးဆိုရက်ဆရာတို့ရဲ့ direction ဒီလာပြီးတော့တူတော့မှာမဟုတ်ဘူး။အဲ့တော့ a ကကြတော့အကုန်လုံးက right hand side ကို direction တူတူပဲသွားထားတဲ့အတွက်ဒါသည် zero မဖြစ်တာပဲလိုက်တယ်။ option b ကကြတော့0ကနေပထမဆုံးသွားတာဒီအရှိကိုဥမာ a ဆိုတဲ့ရွှေနေသွားတယ်အဲ့ဒီ a ကနေပြန်လာတယ်နောက်ဆုံးဆုံးတာဒီ0မှာပြန်ဆုံးနေတယ်အဲ့တော့တစ်ခုက positive ဘက်ကိုသွားတယ်တစ်ခုက negative ဘက်ကိုသွားတယ်နောက်ဆုံး return at 0 return ပြန်လာတာဒီ0မှာလာနေတဲ့အတွက် sum 0ဖြစ်သွားတယ်အဲ့တော့ option B ရမယ် C ကကြတော့0ကိုခွာပြီးသွားရတဲ့အတွက်ဒီ zero C ကလည်းမှားတယ် D ကကြတော့သူလာတာနှစ်ခုလုံးဒီလိုလာပြီးတော့0နေရာမှာစုံနေလို့မရဘူးတစ်ခုက positive ဘက်ကို unit တစ်ခုသွားမယ် negative ဘက်ကို unit တစ်ခုသွားမယ်ဒီလိုဟာမျိုး0ကိုလာစုံလို့မရ option D ကလည်းမှားပါတယ် number 28 compute 3 7ဒါကတော့လွယ်လွယ်လေးပါ negative 7ကကြီးတဲ့အတွက် negative sign တန်ဖိုးနဲ့ထွက်မယ်အဖြေက B negative 4. 29, compute 5 minus minus 6. And a negative and negative 3 is positive 4, 5 positive 6. Answer 11D. Number 30. At 7 plus negative 5 plus negative 9. 7 plus negative 5 is 2. 2 negative 9 negative value အကြီးအတွက် negative 7 31 compute negative 3 negative 8 plus negative 4 negative 5 the negative 3 negative negative က positive 8 negative 4 negative 5 negative 3နဲ့ positive 8ကိုရှင်းလိုက်တော့5 minus 4 minus 5 5 minus 4က1 minus 5အဖြစ်ဒီ negative value ကြီးတဲ့ negative rc 32 negative 9 plus 3 plus negative 4 negative 9 plus 3 negative 6 plus negative 4 negative sign sign 2နေတဲ့အတွက် negative 6နဲ့4နဲ့ပေါင်းတော့ -10 negative 10 c question number 33 compute negative 8 negative negative positive 10 negative 5 negative 8 plus positive 10 2 2 negative 5 equal negative 3 answer a multiply negative 7 negative 9 negative negative multiply လုပ်လိုက် positive ရတဲ့9 6လေးက 63c multiply 2 negative 4 negative 1 2 negative 4ဆိုရင် negative 8 negative 8နဲ့ negative 1နဲ့ multiply လုပ် negative negative က positive 8ရတယ် answer b 36 negative 32 divided by 8 8ကိုရှာပိုင်းတယ်နဲ့ quotient ကနှစ်ခုလုံးမှာတစ်ခုက positive တစ်ခုက negative ဖြစ်နေရင် trap မဲ့ခဏသည် sign က different sign ကို divide လုပ်ထားတဲ့အတွက် negative sign မဲ့ထွက်မဲ့ answer c 32 divide by 8က8432 c 37 divide 42 divided by negative 6 positive number divided by negative number answer ထွက်ရင်ဒီ share တို့က negative quotient က different sign ဖြစ်ရင် negative number ပဲထွက်မယ်6942 option A 38 negative 72 divided by negative 9 quotient တို့ number with same sign identical sign negative negative ဖြစ်တဲ့အတွက်ဒီ share တို့ဒီ positive value ပြန်ထွက်မယ် positive value answer a quotient ကို connection နဲ့39 we saw the volume not equal to negative 5အဖြစ် negative 5 value မရတဲ့ option ကိုကျွန်တော်ကိုရွေးခိုင်းတယ် negative 20 divided by 4အဲ့တော့ negative နဲ့ positive ဆိုင် negative ရတယ် negative 5 20 divided by negative 4 positive negative ဆိုင်လည်း negative 5 20 negative နဲ့ negative identical sign နှစ်ခုကိုဆိုင်ရင် positive ထွက်တယ် +5 အရှိက negative 20 divided by 4က5အဲ့တော့ negative 5မရတဲ့အဖြေက option C question number 40 which expression represent the distance between negative 5 and 6 negative 5နဲ့6ရဲ့ကြားထဲက distance ကို ပြတဲ့အဖြေကဘယ်လောက်လဲတဲ့အဲ့တော့ကျွန်တော် number line လေးဆွဲကြည့်တော့0 left hand side က negative 5 right hand side မှာကျွန်တော်6 0ကနေ file ဒီဘာလို့တည်ဆင်းတန်းမလိုက်နဲ့စဉ်းစားလဲဆိုတော့ဒီမှာပေးထားတဲ့ option တွေထဲမှာအကုန်လုံးက absolute value တွေပေးထားတဲ့အတွက်ကျွန်တော်ဒီ number line ပုံမှာစဉ်းစားတယ် distance between two number absolute value မှာဒီကျွန်တော်ဘယ်လိုသွားလဲဒီဘက်က0နဲ့5ရဲ့ absolute value distance က5 0ရဲ့6ရဲ့ absolute value က6 z -5 နဲ့6ရဲ့ distance ဒီ5 plus 6 11ဖြစ်မယ်ဆိုတော့11ရတဲ့တန်ဖိုးရှိရမယ်အဲ့တော့ negative 5 plus 6 negative 5ဆိုတော့ဒီက absolute value က5ထွက်လာတယ်5 plus 6 equal to 11 option A ရရတယ် option B မှာကြတော့ negative absolute value က negative 5 6က negative 5နဲ့ positive 6 D 1 absolute value က1က1ပဲရတယ်အဲ့တော့ option B ကမဟုတ်တော့ option C မှာ negative 5ပြန်ပြန်ထွက်လာတဲ့ absolute value က5 minus 6ကထွက်လာတော့ positive 6 5 minus 60 answer negative 1ဖြစ်နေတယ်။အဲ့တော့သူရဲ့ distance မဟုတ်ဘူး။ option D ကိုကြည့်ရအောင်။ negative 5 negative 6သူတို့နှစ်ခုရဲ့ distance ဒီ unit တူတူပဲ။ဆိုရင် negative 11။အဲ့တော့ negative 11အပြင်ကိုထွက်လာတဲ့အခါမှာ positive 11ထွက်တယ်။အဲ့တော့ဒီမှာလဲဒီချေပြောတာတဲ့ A နဲ့ D နဲ့ကိုကလေးတွေပြီးမှာရွေးကြပါရဲ A နဲ့ option A နဲ့ D နဲ့မှာ။အဲ့တော့အပေါ်က expression A ကလည်း absolute value က negative 5နဲ့ absolute value က6ကိုပေါင်းထားတဲ့ဟာ။ option D ကကြတော့ negative 5နဲ့6ရဲ့ distance ကိုရှာတယ်ပြီးတော့မှ absolute value ယူလာတယ်အဲ့တော့ तू က distance လို့ပြောတဲ့အတွက်ကြောင့်မလို့ဒီကျေတို့ဥပမာ3နဲ့8ရဲ့ distance ကိုရှာမယ်ဆိုရင်8 minus 3လို့ရှာရတယ်ရှစ်ထဲက3တော့ရင်9ရတယ်အဲ့လိုမဟုတ်ဘဲနဲ့3နဲ့17ရဲ့ distance ဆိုလဲ17 minus 3လို့ရှာတယ် distance ကိုလိုချင်လောက်ခိုင်းတယ်အဲ့တော့ဥပမာဒီဘက်က a နဲ့3ရဲ့ distance ကို ရှားပါလို့ပြောရင်3 a ဖြစ်သွားအဲ့လိုပဲဒီ share ဒီမှာ0ရှိမယ်ဒီဘက်မှာ negative 1ရှိမယ် a နဲ့ negative 1ရဲ့ distance ကိုရှားလို့ပြောရင်အခြေတော့ ကြည့်တဲ့တဲကငယ်တဲ့ဟောင်းတော့ a minus minus 1လို့ရလိုက်တယ်အဲ့တော့သူရဲ့တန်ဖိုးဖြစ်သွားတာဒီ a plus 1ဆိုတဲ့ value ရမယ်ဒါတော့ distance ကိုကြားတယ်အဲ့လိုဒီချက် negative ဘက်ကိုထပ်စဉ်းစားမယ် negative 3နဲ့ negative 5ရဲ့ distance ကိုလိုချင်တယ် အဲ့ဒါဆိုရင် negative 3 5ဖြစ်သွားတယ်အဲ့တော့ negative 3 5ဖြစ်တာဒီ negative 3 distance လိုချင်တော့ negative negative 5 negative negative 3တော့ positive ဖြစ်သွားတယ်တို့နှစ်ခုရဲ့ distance ဒီ negative 3 negative 4 5အဲ့တော့တို့ရဲ့ distance 1 2 2အဲ့တော့ဒီမှာရှင်းလိုက်လဲ positive 2 unit distance က0နဲ့ oris positive value တွေပဲထွက်မယ်အဲ့တော့အခုဟာဒီ distance လို့ပြောတဲ့အတွက်ဒီခြေတို့က နှုတ်ကိုနှုတ်ရမယ် -5 နဲ့6ရဲ့ distance ဖြစ်တဲ့အတွက်သူတို့နှစ်ခုကိုနှုတ်လိုက်ရင် -5 -6 ဆိုတော့အပြင်ထွက်လာတဲ့အခါမှာ negative 11အပြင်ထွက်လာရင် positive 11 absolute value တွေထွက်လာတဲ့ positive 11အဲ့တော့ answer သူပေးထားတဲ့ဟာမှာဒီ distance between two number က absolute value or their difference သူတို့နှစ်ခုရဲ့နှုတ်လက်ခြားနာချက်ကိုရှာမယ်အတွက်ကြောင့်မို့ option D ရမှာ အဲ့တော့ distance ရှာမယ်ဆိုရင်ဒီမှာဒီ number 40မှာရရလာတဲ့မိကိုမှတ်ထားမယ် distance ကိုလိုချင်ရင်ဒီဆရာတို့ဒီတန်ဖိုးနှစ်ခု a distance between a and b လို့ပြောထားရင် b minus a လို့ရှာလိုက်ရ distance ဆိုရင်တို့နှစ်ခုရဲ့ point လေးနှစ်ခုရဲ့ difference ကိုရှာတယ်ဆိုတာလေးမှတ်ထားလိုက်ပါ body 1က plot and label the point plot လေးလိုက်ချာပြီးလိုက်ရုံပဲ a ဆိုတဲ့ဟာဒီ 1, -5 x က positive y က negative 1နဲ့ negative 5နဲ့နေရာမှာ a လို့တက်ပေးလိုက်မယ် b က negative 2 negative 3စုံတဲ့နေရာမှာ negative 2နဲ့ negative 3စုံတဲ့နေရာမှာ b လေးမှတ်မယ် c ကကြတော့ negative 5နဲ့ positive 1နဲ့စုံတဲ့နေရာမှာ point လေးချမယ် c လို့မှတ်လိုက်ရပါပြီ42 a rock is about to launch at D, negative 52 D mean time taken. Negative 52 second, the guidance system start its final autonomous test. The test is over at negative 17 second. My How long did the text တဲ့ဘလောက်အချိန်ကြာလဲလို့မေးထားတဲ့အတွက်ကြောင့်မလို့သူရဲ့စတာဒီ negative 52 second မှာစတဲ့ negative 17 second မှာပြီးသွားတယ် launch ဖြစ်သွားတယ်ဟာသူပြောထားတယ် rocket ကတက်သွားတဲ့အတွက် negative နဲ့သူပြထားတယ် negative 70 minus negative 50 တူကြီးတဲ့တန်ဖိုးတွေကငယ်တဲ့ဟာတစ်ချက်ခုနကဘောဒစ်စတန့်နဲ့ပဲတူတူပဲအလောက်ကြာွားလဲဆိုတဲ့အချိန်ကိုရှာခိုင်းတာအနုပ်စက္ကွန်အနုပ်အနုပ်50မိနစ်အဲ့တော့အနုပ်စက္ကွန် +52 တော့သူအဖြစ်တွေ equal 35ရပါတယ် အဖြေက35 second ချိန်ဘလောက်ကြာလဲလို့ပြီးတဲ့အတွက် positive နဲ့ပဲထွက်ရမယ် negative value ဖြစ်လို့မရဘူး0နဲ့ positive ပဲဖြစ်ရမယ်အဲ့ဒါလေးတော့တစ်ချက်တည်းထားအောင်မမေးဖို့ပါလေပြီးထားတာ positive တည်းပဲပါ number 43 which of the following is antiphyne antiphyne လို့ပြောရတဲ့အမှာ division မှာ divided by 0ဆိုရင် antiphyne case ဖြစ်သွားပြီ numerator က any number ကြိုက်တာဖြစ်လို့ရတယ် number တစ်ခုဖြစ်လို့ရတယ်အောက်က denominator က0ဖြစ်သွားရင်ဒါဒီ antiphyne case ဆိုတာတည်တာအဲ့လိုမဟုတ်ဘဲနဲ့ ့ numerator က0နဲ့ denominator က any number တစ်ခုဖြစ်ခဲ့ရင်တော့သူ့ရဲ့ answer quotient က0ရမယ်စာလက်ကအခု and by ဖြစ်တာဒီ denominator 0ဖြစ်တဲ့ option ကိုကျွန်တော်ရွေးမယ်ဆိုရင် denominator 8 -4 က0မဖြစ်ဘူး option b က -7 positive 7ဆိုတော့0ဖြစ်သွားပြီ option b ကမှန်ပါတယ် and by ဖြစ်စေတဲ့ case expression တစ်ခု 44မှာ arrange this number in order from smallest to largest ငယ်တာကနေကြီးတာငယ်စဉ်ကြီးလိုက်စီခိုင်းတာပါတချို့တို့ကို increasing order လို့ပြောရင်လည်းအတူတူပါပဲ arrange လုပ်ခိုင်းတယ်၄၄မှာအဲ့တော့ဒီတန်းမှာအငယ်ဆုံးဒီကနန်းထဲမှာ negative 20ကအငယ်ဆုံးဖြစ်တဲ့အတွက် negative 20ကအငယ်ဆုံးပြီးရင် negative 15 negative 8 negative 8ပြီးရင်နောက်ထပ် negative 2 0 6 13အဲ့တော့အကြီးဆုံးဂိမ်းဒီ13မှာ number 40 but what is the distance between negative 7 and 6 on the number line ဟုတ်ပြီ number line မှာသူရဲ့ distance ကို ပြောတဲ့အတွက်ကျွန်တော်မပြတ်မနေစဉ်းစားရမှာဒီဒီဘက်က negative 7လဲမှာ0 6ရှိတယ် absolute value လေးနဲ့စဉ်းစားမယ် distance လို့ပြောတဲ့အတွက် or is positive number ပဲထွက်ကိုထွက်အောင်အဲ့ဒါကြောင့်မလို့ဒီချက် absolute value ကိုသုံးနေဆိုတဲ့ဟာဒီ distance ကိုပြောတဲ့အတွက် negative value ထွက်နေလို့မရဘူး အဲ့တော့0ကနေ6ရက်အဲ့0ကနေ7 minus 7ရက် distance က positive 7 unit 0 to 6ရက် distance က6 unit တို့နှစ်ခုပေါင်းလိုက်ရင်13 unit ရပါတယ်အဲ့တော့အဖြေက answer D ပါနှုတ်လိုက်ရင်လည်းရပါတယ် negative 7 absolute value နဲ့ရဲတဲ့တစ်ချက်ကြိုက်တဲ့တွေကနှုတ်လို့ရတယ် negative 7 negative 6အဲ့တော့ negative 13 absolute value တွေကထွက်လာတဲ့အခါမှာ positive 13လို့ထွက်လာပါတယ်အဖြေ လို့မဟုတ်ပဲ teacher တို့6 minus minus 7ဒါဒီ absolute value မရေးထားရင်တော့ teacher က6 minus minus 7ကြီးတာတဲ့ကငင်းတယ်ဟောက်နှုတ်တယ်6 plus 7 equal 13အဖြစ်တူတူပါပဲဒီဘက်က absolute နဲ့ကဘာလို့စဉ်းစားလဲဆိုတော့ always positive number ပဲထွက်အောင်လို့ absolute နဲ့စဉ်းစားရင်တော့ကြိုက်တဲ့ခဏကိုနှုတ်လို့ရပါတယ်ဆယ် absolute နဲ့မစဉ်းစားဘူးဆိုရင်တော့ကြီးတာတဲ့ကငင်းတာအောင်နှုတ်ပါတယ်အမှန်46 သူပေးထားတာတဲ့0 can be described ဂျီရောက positive လည်းမဟုတ်ဘူး0ဒီ negative လည်းမဟုတ်ဘူးနိုင်တော့ပါ0က47 which addition problem is shown by the number line number line နဲ့တကယ်လို့ပြရတဲ့ဟာမှာ0ကနေစထွက်တာပေါ့အရင်အဆုံးစဉ်းစားပါတယ်0ကနေ5 unit positive 5 unit သွားတယ်ပြီးရင်မြားခေါင်းဆုံးတဲ့နေရာအနေနဲ့ဒီဆက်ပြန်ပြီးတော့နောက်ထပ်နောက်ကိုထပ်ထွက်တဲ့5 unit 5 6 7 8အနောက်ကိုပြန်သွားတာဒီဒီချက်8 unit arrow ကအနောက်ကို backup နဲ့အဲ့ unit ပြန်သွားတာတယ်အဲ့တော့လက္ခဏာ direction ပြောင်းတဲ့အတွက်ဒီချေတို့ရဲ့လက္ခဏာ sign နေလဲပြောင်းသွားပါတယ် negative အဲ့လိုတည်တာပဲအဲ့တော့ upshift ကို right hand side ကိုသွားတာဒီ positive ပါ direction change လာတဲ့ negative 8 အဲ့တော့ answer ကဘယ်ဘက်ကိုလောင်ကောပို့ဖြစ်လဲဆိုရင် direction ထိုးထားတာဒီနောက်ဆုံးကပို့ပြီးများကလောင်ကောဖြစ်တဲ့ဟာကိုပို့ရှည်တဲ့ဟာကိုကြည်လာဒီ left hand side ကိုသွားရတဲ့အတွက်အောက်ဆုံးမှာအဖြေဒီ negative 3ဘက်ကို0 to negative 3အဲ့တော့ answer ရတဲ့အဖြေဒီ negative 3ရနေပါ negative 5 negative 8 equal negative 3အဲ့တော့ answer က C ပါ distant လို့ absolute value လို့ဆိုရင်တော့ဒီ shallow ဒီ positive နဲ့ပဲမြင်ထွက်ပါတယ်။ number 48 with subtraction နှုတ်တဲ့ problem ကတဲ့ဒီ number line မှာပဲအနေပြောလဲဆိုတော့အဲ့တော့0ကနေ subtract တော့ကြည့်မယ်0ကနေ left hand side ကိုဆိုတော့ negative 6 unit ဟုတ်ပြီ negative 6ကနေ answer arrow ကနေပြီးတော့ပြန်ပြီးတော့ back အနောက်ကိုပြန်ပြီးတော့ချိန်သွားတယ် direction ချိန်သွားတဲ့အတွက်လက္ခဏာချိန်မယ်ဘယ်နဲ့ unit သွားလဲအရင်ချိန်မယ်1 2 do unit positive back ကို do unit သွားတာပါတယ် ဘော်ဒီအိတ်ကအဲ့တော့နောက်ဆုံးအဖြေဒီဘယ်ဘက်ကိုပို့ပြီးတော့များကလောင်ကဖြစ်သွားလဲဆိုရင်လက်ဟမ်ဆိုင်ဘက်ကိုလောင်ကဖြစ်သွားတယ်သူတို့နှစ်ခုရဲ့ distance တွေဒီဒီချလေးတဲ့ပါ0 to negative 4အဖြေက negative 4ရတာတယ်အဲ့တော့ဒီ zero ကို subtraction လို့ပြောရတဲ့ဂျားထဲမှာအနှုတ်ကိုယူမယ်ပထမအဦးဆုံးလာတာဒီ left hand side ကို negative 6 unit လာနေတယ်ပြီးရင် positive 2 unit လို့ဒီချက်ကအပေါင်းဘက်ကို direction ချိန်သွားတဲ့အတွက် positive 2 unit ဒီမှာ positive 2ဒီချက်ရေ A လည်းဖြစ်နိုင်တယ်ဒီချက် B လည်းဖြစ်နိုင်နေတယ်သူပြောရင် C နဲ့ D ကတော့ကျွန်တော်တို့တက်လုံးဝမမှန်ဘူး answer ကနောက်ဆုံး negative form မှာရတယ် A နဲ့ B မှာဘယ်ရောက်ရင်သွားရလဲဆိုရင် A ကိုဘာကြောင့်ယူလဲဆိုတော့0ကနေ number line ပေါ်မှာ line တွေဆွဲပြီး error တွေနဲ့ addition လို့ subtraction လို့လုပ်ပြီးဆိုတော့0ကစတဲ့ဟာကိုအရင်ယူပါတယ်အဲ့ဒါကြောင့်မို့ negative 6 minus minus 2 subtraction ဖြစ်သွားတဲ့ဒီနေရာမှာဒီချက် positive လို့ရေးလို့မရပါဘူး negative negative 2 unit ကိုအနောက်ကိုဆက်သွားတယ်အဲ့တော့ negative negative တွေ့တော့ positive ပြန်ဖြစ်တယ် answer က negative 4 unit answer a ရမှတ်ပါတယ်49 Frank here, the average temperature at the science station in Antarctica 1 winter is negative 40 degrees Celsius. he knows he can change the celsius temperature celsius ကနေပြီးတော့ zero ကို fahrenheit ပြောင်းမယ်ဆိုရင် by multiplying it given temperature ကို9နဲ့မြောက်မယ် negative 40 multiply 9ကိုလေးလေး36 degree and b နဲ့ multiply top multiplying by 9 adding ပေါင်းမယ်160ပေါင်းလိုက်တယ် b ရင် dividing by 5 ရလာတဲ့ answer ကို5နဲ့စားလို့ရှိရင်သူ့ရဲ့ Fahrenheit temperature ရလာမယ်။ negative 360နဲ့ positive 160ကိုရှင်းလိုက်ရင်0 0 200 negative 200 by 5 divided by 5 negative 40တော့ answer b 49က answer b ရမှန်ပါတယ်အဲ့တော့ချရုပ်မှတ်ရပါသည် degree celsius နဲ့ degree fahrenheit နဲ့လာတူတာဒီ negative 40မှာဆိုရင် degree celsius က degree fahrenheit ကနှစ်ခုလုံးကဖြစ်တန်ဖိုးတူတူပါပဲ balance quotient number 50 compute negative 5 times negative 7 negative 4 into negative 8 negative 6 divided by negative 2အဲ့တော့ဒီမေးခွန်းမှာကျွန်တော်တို့သိထားရမှာဒီဒါဒီ order of operation ကို apply လုပ်ပေးရပါမယ် order of operation မှာကျွန်တော်က bracket လာမယ် exponent ရဲ့ bracket ရဲ့ multiply ရဲ့ divide addition နဲ့ subtraction အဲ့ဒီမှာအခုက exponent မှာပါတဲ့ကျွန်တော်စဉ်းစားကြမလို့ဘူး bracket ပါတယ် bracket ကိုဥစားပြပြရှင်းမယ် multiplication နဲ့ division ကိုပထမဥစားပြမယ်ပြီးရင် addition နဲ့ subtraction ဥစားပြမယ်အခုဒီမှာ multiply ကိုအရင်တွေ့တယ် negative 7 negative 5က positive 35အထဲမှာ negative 4 bracket ထဲဟာအရင်ရှင်းမယ် negative 14 divided by negative 2အဲ့တော့အခုမှာဆက်ပြီးတော့ negative 4နဲ့ positive 35ကိုသွားရှင်လို့မရအောင်အနောက်က multiply ကိုဦးစားပေးမယ်35 negative နဲ့ negative နဲ့ multiply လုပ်လိုက်တဲ့အခါမှာ positive ဖြစ်သွားတယ်56 positive 56 divided by negative 2ရနေအဲ့တော့အခုမှာ35နဲ့56ကိုတွားပေါင်းလို့မရအောင်အနောက်မှာဥစားပေးရမှာဒီ division ရှိနေတဲ့အတွက် divide ကိုအရင်ဥစားပေးမယ်35 positive နဲ့ negative နဲ့ divide လုပ်တဲ့ sign မတူတဲ့အတွက် different sign ဖြစ်တဲ့အတွက် negative ထားလာမယ်။ quotient ဒီ56 divided by 2က28 positive 35 negative 28 subtract လုပ်လိုက်တဲ့အခါမှာ7 positive 35ကကြီးရတဲ့ positive 7 answer d option ကမှန်ပါတယ်အခုဒါအခုရှင်းပြသွားတာဒီ chapter 1ရဲ့ workbook ထဲမှာ macro ရေးသင်ချာ macro ဟေး workbook ထဲမှာပါတဲ့ပုံ90ကိုဒီချက်ရှင်းပြသွားတာပါနောက်လာမယ့်အခန်းတွေကိုလည်းဒီချက်ဒီ channel မှာထပ်ပြီးတော့ရှင်းပြပြီးသင်သွားပေးပါမယ်